ရသခင်ယေရှုတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်တမန်တော်ဝတ္ထုခန်းကြီး26အပိုင်းငယ်14မှ15အကျွန်ုပ်နှင့်ထိုသူအပေါင်းတို့သည်မြေပေါ်မှလဲ၍နေကြစဉ်ရှောလူရှောလူငါ့ကို အပေကြောင့်ညှင်းစေသည်ဒုတ်ချုံကိုခြေနှင့်ကြောက်လင်ခတ်လာသည်ဟုဟေပြဲဘာသာအဖြစ်ပြောသောစကားသံကို အကျွန်ုပ်ကြားလင် သခင်ကိုတော်သည်အဘယ်သူနည်းဟုအကျွန်ုပ်မေးလျှောက်တော်ငါကသင်ညင်းစေတော်နာဇရက်မြို့သားယေရှုဖြစ်တည်းကျောင်းဒီနုတ်ဘုရားတော်ကတော့တမန်တော်ရှင်ပေါ်လူရဲ့အကြောင်းဖြစ်ပါတယ်တမန်တော်ရှင်ပေါ်လူကသူ့ရဲ့ဘဝအတ္တတာရှောလူဆိုတဲ့ဘဝအတ္တတာမှာကျင်လည်တဲ့ခါမှာသူ့ရဲ့နာမည်ကနှစ်မျိုးဖြစ်ပါတယ်ရှောလူလို့လည်းခေါ်တယ်ပေါ်လူလို့လည်းခေါ်တယ်ရှောလူဆိုတဲ့ဘဝအတ္တတာအပိုင်းခြားမှာတော့ သူကခရိယန်တွေကိုလိုက်ပြီးတော့ညင်းစဲတက်ဖြတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ညင်းစဲရတဲ့အကြောင်းရင်းကလည်းနာဇရက်မြို့သားယေရှုကလူသားအားလုံးအတွက်လဝါကတိုင်းမှာအသိခံပြီးတော့သေခြင်းကနေရှင်ပြန်ထမြောက်သွားတယ်လို့ခရိယန်တွေပြောတဲ့အရာကိုသူကလက်မခံနိုင်ဘူး။ဒါကဘလို့မှမဖြစ်နိုင်ဘူး။ဒီယေရှုကတာမန်ပဲ။သူသေသွားပြီးသွားပြီးသေခြင်းကထမြောက်တယ်ဆိုတော့မဖြစ်နိုင်ဘူး။ဒါကသူတို့ရဲ့ချူးဘာသာကိုတတ်တတ်ပြည့်စည်အောင်လုပ်တာဆိုပြီးတော့အဲ့ဒီခရိယန်တွေကိုသူကလိုက်တက်ဖို့ စ조사အားထုတ်ပါတယ်။ယေဘရောရဲ့အကြီးကြီးစီမှာသူကအခွင့်တောင်းတယ်။ထောင်ထဲမှာအဲ့ဒီခရိယန်တွေကိုထည့်ထားတယ်။အသေးသက်ခံရတဲ့တည်တံအောင်သူကလှုပ်ဆောင်တယ်။ပြီးတဲ့အခါမှာသူကအဲ့ဒီထောင်ထဲမှာရှိတဲ့သူတွေကိုဒဏ်တွေပေးပြီးတော့အင်မတန်မှရိုက်နှက်ညှင်းဆဲပြီးတော့သခင်ဖျားသခင်ကိုဖျားသခင်ကိုနှုတ်နဲ့ပြစ်မှားအောင်သူကလှုပ်ဆောင်ခဲ့ပါတယ်။ပြင်းစွာသောဒေါသနဲ့တဲ့သူကနေရအနှံ့အနှံ့ကိုလှည့်လည်ပြီးတော့ညှင်းဆဲနှိပ်စက်တယ်။ နောက်ဆုံးယေဘရိုဟိတ်ကြီးတရားနေပြီးတော့သူကအမိန့်စာကိုတောင်းပြီးတဲ့အခါမှာဓမ္မသက်မြို့ကို သူသွားတယ်။အဲဒီဓမ္မသက်မြို့မှာရှိနေတဲ့ယုံကြည်သူတွေကိုနှင်းဆဲဖို့လာတဲ့အချိန်မှာလမ်းမှာကောင်းကင်က အလင်းထွန်းတောက်တယ်။မုန်းတဲ့အချိန်လမ်းမှာကောင်းကင်မှာအလင်းထွန်းတောက်တဲ့ဟာကိုသူမြင်တဲ့အခါမှာမြင်းပေါ်ကနေပြုတ်ကျသွားတယ်။အဲဒီမှာအတန်ကြားရတယ်။ရှောလူရှောလူဘာကြောင့်ငါ့ကိုနှင်းဆဲတာလဲ။ဒုတ်ချုံကိုမင်းကခြေထောက်နဲ့ကန်မယ်ဆိုရင်တော့ ခတ်လာပြီလို့ဟေပြဲဘာသာစကားနဲ့ပြောတဲ့အတန်ကိုအမနောရှင်ဘောလို့ဖြစ်မဲ့ရှောလူကကြားရပါတယ်။သူကမေးလိုက်တယ်ဘသူလဲလို့မေးတဲ့အခါမှာငါကတဲ့မင်းညင်းစေတဲ့နာဇရက်မျိုးသားယေရှုဖြစ်တယ်လို့ပြန်ဖြေတဲ့အခါမှာအဲ့ဒီအချိန်မှာရှောလူကအင်မတန်လန့်သွားတယ်။တကယ်တော့သူလိုက်တက်နေတဲ့နာဇရက်မျိုးသားယေရှုကလောကတိုင်းမှာလူသားအားလုံးအပြစ်တို့အသေခံပြီးတော့သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးတော့ကောင်းငင်ကိုတက်ကြွသွားတယ်ဆိုတာကအမှန်ပါလားအခုသူမျက်စိနဲ့မြင်ရပြီ။ သခင်ရှုရှင်ပြန်ထမြောက်တယ်ဆိုတဲ့အကြောင်းကိုခရိယန်တွေပြောတဲ့ဟာကို तू ကပထမတော့မကျေနပ်ဘူး။ဒါကြောင့်မို့ခရိယန်တွေကိုလိုက်တက်တာ။အခုတော့ तू ကိုယ်တိုင်သခင်ရှုကသေခြင်းကိုအောင်မြင်တဲ့ဖရားဆိုတော့ကို तू ကဒီမှာတွေ့ရပြီ။အဲ့ဒီနောက်ပိုင်းမှာတမန်တော်ရှင်ဘောလူရဲ့အသက်တာကပြောင်းလဲပြီးတော့သူ့ရဲ့မာမာနတွေသူ့ရဲ့လုံနိုင်မှုတွေသူ့ရဲ့ခတ်ထန်မှုတွေကို तू ကခဝါချပြီးတော့ဖရားသခင်လက်တော်ထဲမှာသူ့ရဲ့အသက်တာကိုအနံ့လိုက်တဲ့အခါမှာဖရားသခင်ညိတ်တဲ့ခြင်းကိုခံစားရပြီးတော့သူ့ရဲ့အသက်တာကပြောင်းလဲသွားခဲ့တယ်။ သခင်ယေရှုခရစ်တော်နဲ့ဆိုင်တဲ့ခရိယန်တွေကိုလိုက်ပြီးတော့ညှင်းဆဲတပ်ဖြတ်တဲ့လူကနေပြီးတော့ခရစ်တော်အတွက်အသက်ပင်သေးသေးဆိုပြီးတော့စက္ကပ်အစီခံတဲ့သူတယောက်ဖြစ်အမှုတော်ဆောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းဒီနောက်ကဘတော်ကိုကြည့်တဲ့အခါမှာသခင်ယေရှုကရှောလူကိုဘာပြောလဲဆိုရင်တော့မင်းဒုချုံကို ခြေထောက်နဲ့ကန့်မယ်ဆိုရင်မင်းမဲနာမှာဖြစ်တယ်။ခတ်လာပြီတဲ့။ဒါကြောင့်မို့ကျွန်တော်တို့ဘဝတည်းမှာယုံကန်တွန်းထိုးပြီးတော့ဘာသာတရားထဲမှာကျင်လည်ပြီးတော့ကျွန်တော်တို့ကယုံကန်တွန်းထိုးလေလေကျွန်တော်တို့ကကြာရှုံးလေလေ ဖြစ်ပါတယ်ဖြောင်းမတ်အောင်စူးစမ်းလေးလေးအပြစ်လုံးမိလေးလေးပဲတမန်တော်ရှင်ဘောလူကသူ့ဘာသာတရားကိုသူကာကွယ်ပြီးတော့သူကဖာရီရှဲတယောက်ဖြစ်ပါတယ်ပြည့်ညတ်တရားတွေကိုအင်မတန်မှကျင့်ကြံနိုင်တဲ့သူဖြစ်ပါတယ်သို့ရတွင်ဘာသာတရားကိုလိုက်စားလွန်းလို့သူက ခရိယန်တွေကိုတပ်ပစ်တဲ့အထိအပြစ်ကျူးလွန်မိခဲ့တယ်တဖက်မှာဘာသာတရားကိုအင်မတန်လိုက်စားတဲ့သူဖြစ်တော်ညာလေအဲ့ဒီဘာသာတရားကိုကာကွယ်ရင်းနဲ့ပဲတဖက်မှာသူကလူဥသက်သချင်းဆိုတဲ့ကိစ္စတွေကိုသူကကျူးလွန်မိနေတယ် ဒါကြောင့်မို့ရှင်ဘောလူကြီးကဘာသာတရားကိုလိုက်ရှောင်ရင်းနဲ့ပဲအာကုတို့များနေတယ်သူဘလို့မှမတက်နိုင်ဘူးနောက်ဆုံးကေဒင်ရှင်ဖြစ်တဲ့သခင်ရှုနဲ့တွေ့မှသာလဲသူ့ရဲ့တတကငြိမ်းချမ်းရာရပြီးတော့ဘဝအတ္တကပြောင်းလဲသွားတယ်။ဒါကြောင့်မို့ခြေသုံးကျော်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအတ္တထဲမှာကေဒင်ငြိမ်းရဖို့ထာဝရတရဖို့တက်မလုံးမှာကောင်းတဲ့နေရာရောက်ဖို့ရုန်းကန်ကြိုးစားလေးလေးနှိမ့်မြုပ်လေးလေးပဲ။ကျွန်တော်တို့မလွတ်မြောက်နိုင်တဲ့အပြစ်တရားတွေကလွတ်မြောက်အောင်ဘလောက်ပဲကြိုးစားကြိုးစားရုန်းလေးနှစ်လေးပဲဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ဘဝဒုက္ခအခက်အခဲတွေဆင်းရဲခြင်းတွေတွေကနေယုံကန်လေနှိမ့်မြုပ်လေပို့ဆိုးတဲ့အတ္တတာကိုကျွန်တော်ကရင်ဆိုင်ရပါဖြစ်ပါတယ်ဘဝမှာဇာတိသဘောဖြင့်ငါဆိုတဲ့မာမာနအတ္တသဘောတွေနဲ့ယုံကန်တွန်းထွန်းနေသည်ကျွန်တော်ကကြာရှုံးနေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဇာတိကိုအရှုံးပေးပြီးတော့အတ္တတာထဲမှာဖရာသခင်ကိုအလုလုခွင့်ပေးမယ်ဖရာသခင်ကိုအခွင့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်အတ္တတာကထူကြပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ကိုမားစားမယ်ဖေဟာကျွန်တော်တို့ကိုကယ်တင်မယ်ဖေဟာကျွန်တော်တို့ကိုကူညီပေးမယ်ကျွန်တော်တို့ကိုလှုပ်ဆောင်ပေးမယ်သခင်ရှုခတော်ဖေဟာရဲ့လက်ထဲကိုကျွန်တော်ရဲ့ဘဝအတ္တတာကိုလုံလုံအနန္တဖို့အင်မတန်ရည်ကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဇာတိကိုအရှုံးပေးမှဖေဟာသခင်ကအလုပ်လုပ်မှဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကြံစီတွေနဲ့တွာလာခြင်းကနေပြီးတော့အဲ့ဒီຢာတွေကိုရက်တန့်လိုက်မှဖေဟာသခင်အကြံစီကကျွန်တော်အတ္တတာထဲမှာပြည့်စုံလာမှာဖြစ်ပါတယ်ကျွန်တော်တို့ခွန်အားနဲ့ရုန်းကန်တွန်းထိုးမှုကိုရက်တက်လိုက်မှဖျားသခင်ခွန်အားနဲ့ကျွန်တော်က အောင်မြင်ခြင်းကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချေသောညစီတိုင်းအပြစ်မလုံးမိအောင်ကြိုးစားလေးလေးအပြစ်ထဲမှာနှိမ့်မြုပ်လေးလေးဖြစ်တယ်။အခက်ခဲတွေကနေလွတ်မြောက်အောင်ကြိုးစားလေးလေးကျွန်တော်အဲ့အခက်ခဲတွေမှာရှုပ်ထွေးမှုတွေနဲ့ကြုံရလေးလေးဖြစ်ပါတယ်။ဖြောင်းမတ်အောင်တန်ရှင်းအောင်ဘာသာတရားတွေကိုလိုက်လျှောက်လေးလေးကျွန်တော်ကအပြစ်ကျူးလွန်မိလေးလေးဖြစ်တတ်ပါတယ်။အာကုသို့များလေးလေးဖြစ်တတ်ပါတယ်။ ။ဒါကြောင့်မို့ကျွန်တော်တို့ကိုကယ်တင်မဲ့ဖေဟာကျွန်တော်တို့ကိုမဆာမဲ့ဖေဟာအပြစ်ထဲကနေကျွန်တော်တို့ဆွဲထုတ်မဲ့ဖေဟာနောက်တမလွန်မှာထာဝရအသက်ဒုက္ခချမ်းသာကိုပြင်ဆင်ထားတဲ့ဖေဟာကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကဖေဟာရဲ့လက်တော်ထဲမှာအသက်တာကိုအံ့နိုင်ခြင်းအပြင်ဖေဟာသခင်ပြင်ဆင်ပေးတဲ့ကောင်းကြီးမြင်လာညီသက်ချင်းတွေကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ခြေသွင်းကြောင့်စီတိုင်းသင်ရုံကန်တွန်းထိုးတဲ့နေရာကနေပြီးတော့ဖရာသခင်လက်ထဲကိုအနန္တတ်ပါစေ။ ဖယားသခင်ကိုအရှုံးပေးလိုက်ပါဖယားသခင်လက်ထဲမှာလုံလုံသာအံ့နံလိုက်ပါဖယားသခင်ကိုအရှုံးပေးပြီးတော့လုံလုံအံ့နံလိုက်မယ်ဆိုရင်သင်ဘောအသက်တာကိုဖယားသခင်ကတာဝန်ယူပြီးတော့လှုပ်ဆောင်တော့မှာဖြစ်ပါတယ်ထိုဖယားသခင်ရဲ့အုပ်ဆိုးမှုအောက်မှာဖယားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းအပြင်ယခုဘဝမှာလည်းဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာငြိမ်သက်ခြင်းကိုခံစားရပြီးတော့နောက်တံမလုံးမှာလည်းသာဝရဒုက္ခချမ်းသာကိုခံစားရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာဖယားရှင်ကောင်းကြီးဖေးပါစေ